ကက်ကက်နဲ့ဗီဒီယိုအပ်တဲ့အသုံးပြုနေတဲ့သူတွေပြောကျွန်တော်ဒီကက်ကက်မှာမြန်မာစာမှန်အောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမြန်မာစာမှန်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ကတော့ပကံဒီဘုတ်ကိုတုံးထားတယ်နောက်ထပ်ကျွန်တော်တို့ဒီမှာ Zephyr ပေါ့နော် Zephyr တတိယကိုကျွန်တော်ထပ်ပြီးတော့တုံးထားတယ်အဲ့တော့ Zephyr တတိယလည်းကျွန်တော်တို့ Play Store မှာအလွယ်တကူဒေါင်းလို့ရတယ်ဘဂန်ဒီဘုတ်ကလည်းအလွယ်တကူဒေါင်းလို့ရတာဖြစ်တဲ့အတွက်ဒီဟာတွေဒေါင်းမှုအတွက်ကိုတော့ကျွန်တော်မပြပြီးတော့ဘူးပေါ့နော် ဲ့တော့ကျွန်တော်တို့ဒါဒေါင်းသွားပြီဆိုလို့ရှိရင်ဒီဇက်ဖောက်တရီကိုကျွန်တော်အရင်ဆုံးဝင်မှာဝင်ယူသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာမြန်မာဖောက်ဆိုတာရှိတယ်နော် CO လေးကိုနှိပ်လိုက် CO ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်မြန်မာဖောက်ပြီးအများကြီးကျလာတယ်နော်မြန်မာဖောက်ပြီးအများကြီးကျလာတယ်ကျွန်တော်ကတော့ကျွန်တော်ပြီးအောင် full fault ကိုတုံးထားတယ်ဒါကြောင့်မလို့ပြီးတော့သူဒီ fault လေးတွေကိုကျွန်တော် download ဆွဲထားတယ်เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ fault တွေအများကြီးရှိပါတယ် အသင့်တော်ဆုံးကတော့ကျွန်တော်ပြည်တော်စုဖောက်ကအသင့်တော်ဆုံးဖြစ်ပါတယ်ဒီမှာလည်းကျွန်တော်ကိုယ့်အကူလိုက်ပြီးတော့စမ်းကြည့်လို့ရတယ်နော်ဒီ DJ ဖောက်တွေကိုလည်းစမ်းပြီးတော့အသုံးပြုကြည့်လို့ရတယ်အဲ့တော့ down မဲ့ဆိုလို့ရှိရင်တော့ကျွန်တော်နမူနာတစ်ခုကို down ပြလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်က download ကိုဆွဲလိုက်မယ်100%ပြည်ရင်ကျွန်တော်တို့က apply ဆိုတာကိုနှိပ်ပြလိုက်နော်ဒီ वाली ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ okay ဆိုတာကိုထပ်ပြီးတော့နှိပ်ပြလိုက်မယ်နော် ြီးရင်တော့ကျွန်တော်တို့ကသူ့စီကနေထွက်လို့ရတော့ပါပြီ။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ self out တရားနေကျွန်တော်ထွက်လိုက်လို့ရပြီ။ထွက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာပကံကီးဘုတ်တွေကိုတစ်ချက်ပြန်ပြီးတော့ပြင်ပါမယ်။ပကံကြီးဘုတ်ကိုရောက်လာတဲ့အခါမှာတော့ကျွန်တော်ဒီပကံကြီးဘုတ်ရဲ့စတိအတိုင်းပေါ့နော်ပထမစတိအတိုင်းကိုကျွန်တော်ပြန်ပြီးတော့သွားရမယ်ဒီမှာပကံကိုကျွန်တော်ယူလိုက်မယ်ပြီးလို့ရှိရင်ပြီးလို့ရှိရင်တော့ကျွန်တော်ကဒီမှာဒါကတော့သူ့ရဲ့ ဒီပကံပြီးဖို့ရတန်းပေါ့နော်ဒီကောင်တွေကျွန်တော်အဓိကမသုံးချင်ဘူးနော်ကျွန်တော်သုံးချင်တာကမြန်မာစာဒီတက်ကတ်မှာမှန်ဖို့အတွက်ကိုကျွန်တော်သုံးပြချင်တာဖြစ်တယ်ပေါ့နော်အာဒီမှာတော့ကျွန်တော်ဒီစတီအတိုင်းကိုကျွန်တော်ပြန်ပြီးတော့ချိန်ပေးပါออปชันเนี่ยโหตัดแช่ဝင်มั้ยออปชันเนี่ยဝင်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ along unicode စောကြည့်တော့ဗောနော်အဲ့ဒါကိုကျုပ်တို့ကအမှန်ကြီးချစ်ပြီးဗောနော်အမှန်ကြီးချစ်ပြီးတာပါတရားလေးတွေတိုင်းကျုပ်လုပ်ပြီးပါလုပ်ပြီးပါပြီဆိုလို့ရှိရင်တော့ကျုပ်ပြန်ထွက်လို့ရပြီဗောနော်ပြီးပါပြီဆိုလို့ရှိရင်ကျုပ်တို့ကကက်ကက်ကိုပြန်ပြီးတော့ဝင်ပါမယ်ကက်ကက်ကိုဝင်မယ်ဝင်ပြီးွားပြီဆိုရင်ကျွန်တော်ကက်ကက်မှာဗီဒီယိုတစ်ပုဒ်ကိုယူလိုက်ပါမယ်အဲ့တော့ကျွန်တော်ဆိုင်ရိုက်ကြည့်မယ်ဆိုင်ရိုက်ကြည့်လို့ကျွန်တော်ဒီမှာ task အရတက်ကိုနှိပ်လိုက်မယ်အရတက်ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအဲဖောက်တစ်ခါလေးယူမယ်ပေါ့နော်ဖောက်ကိုနှိပ်မယ်ဖောက်ကိုနှိပ်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်မိုင်ဖောက်ဆိုတာထိတ်ဆုံးမှရှိတယ်အကယ်၍မိုင်ဖောက်ကိုကျွန်တော်မတွေ့ဘူးဆိုလို့ရှိရင်ညာဘက်ထဲကိုဆွဲလိုက်ဒါဆိုလို့ရှိရင်ညာဘက်ထဲမှာမိုင်ဖောက်ဆိုတာရှိတယ်အဲ့ဒါကိုကျွန်တော်ဆက်နှိပ်လိုက်ပါနှိပ်ပြီးပါပြီဆိုရင်ကျွန်တော်ဒီမှာလက်ရှိ ပြီးအောင်စု2ပေါ့နော်ပြီးလို့ရှိရင်ပြီးအောင်စု1.3ပြီးလို့ရှိရင်မြန်မာ3ပေါ့နော်ပြီးလို့ရှိရင်ကျောက်ပကံလို့ဟုတ်လားစော်ဒီပေါ့နော်စော်ဒီဒါတွေကျောထည့်ထားတယ်နောက်ထပ်ကိုကထပ်ထည့်ခြင်းလေဆိုလို့ရှိရင်ဒီမှာ as value နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ကျောတို့ကဒီမှာ language part sorry ဒီမှာ my fault ဆိုတာကိုထပ်ပြီးတော့နှိပ်ပြီးပါ my fault ဆိုတာကိုထပ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျောတို့ဒီမှာ မြန်မာဘလူပေါ့နော်မြန်မာဘလူကျွန်တော်တစ်ချက်နှိပ်လိုက်တာအဲဒါဆိုလို့ချင်းကျွန်တော်မြန်မာဘလူဒီဖောက်ကိုကျွန်တော်ထည့်လိုက်ပေါ့နော်အဲ့တော့မှန်လားမမှန်လားကျွန်တော်တစ်ချက်ထောက်ကြည့်လိုက်ထောက်ကြည့်ပြီးတော့ဒီကောင်ကိုရေးကြည့်လိုက်နော်โอเคနော်အဲ့တော့ဒီမှာမှန်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာမြန်မာလာပြီးတော့ပေါ်တာကကျွန်တော်မှန်မှန်ဘူးမှန်မှန်ဘူးဆိုလို့ချင်းကျွန်တော်ဒီဖောက်ကိုတုံးလို့အဆင်မပြေဘူးပေါ့နော်ဒါကြောင့်ကျွန်တော်ပြန်ပြီးတော့ဖြတ်လိုက်ဖြတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ခုနကဖောက်နေရာကိုပြန်သွားမယ်ပြီးအောင်စုတူကျော်ယူရိုက် ပြီးသွားပြီဆိုလို့ရှိရင်လည်းကျွန်တော်ပြန်ပြီးတော့အရေးကြီးတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်မြန်မာစာမှန်တာကိုမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီ out ကျွန်တော်တို့ဒီ out နေရာလေးမှာမမှန်ဘူးဆိုလို့ရှိရင်ကျွန်တော် subscribe မှာလာပြီးတော့မှန်တယ် subscribe မှာမမှန်ဘူးဆိုလို့ရှိရင်ဒီ out နေရာလေးမှာမှန်တယ်ဗောနော်အဲ့တော့ကျွန်တော်တို့က ဒီပြောင်စုတူပေါ့နော်ပြောင်စုဖောက်တူကိုကျွန်တော်အတုံးကြည့်မယ်ဆိုလို့ရှင်ကက်ကက်မှာကောင်းကောင်းကျိုးလေးမြန်မာစာအတုံးကြည့်ကိုရတယ်အခြားဖောက်တွေလည်းရှိတယ်နော်အခြားမှန်တဲ့ဖောက်တွေလည်းရှိတယ်အဲ့တော့ကျွန်တော်နဲ့ใกล้ကြီးတဲ့ဟာဆိုလို့ရှင်တော့ဒီမြန်မာတူကใกล้ကြီးတယ်နောက်ထပ်ကျွန်တော်ဖောက်တွေကိုလည်းထပ်ပြီးတော့ရွေးချယ်ပြီးတော့ကိုယ့်အကူအတုံးကြည့်ကြည့်ရတယ်နော်အာဒီကောင်ဆိုလဲကျွန်တော်ဒီမှန်တယ်ပေါ့နော် โอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ form နဲ့ပြုလုပ်ရုံနဲ့အသုံးပြုလို့ရတာဖြစ်တဲ့အတွက်အာအားလုံးနဲ့စီပြကြလိမ့်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီဗီဒီယိုလေးကိုကြည့်ပြီးသားတဲ့တယောက်ချင်းတိုင်းကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာလည်းဘယ်လိုအကြောင်းအရာတွေကိုသိကြလဲဆိုတာကို comment လေးမှာရေးခဲ့လို့ရပါတယ်ခင်ဗျာ